လူတို့တင်တန်ကိုလေခန်းစားတော်တော်ပြည့်လွန်နေတဲ့တည်တံအဲ့ပေါ်များမိတ်ဆွေများပြည်သူများအားလုံးကျမ်းမာပါစားလို့ကျမတို့ဖောက်ထွက်ချန်နယ်မှာနှုတ်ခွန်းဆက်သလိုက်ရပါတယ်ရှင်ဒီနေ့မှာတော့လူပောင်တဲ့ဒီမိုကရက်တစ်ပါတီပါတီထူထောင်ခြင်း33နှစ်ပြည့်စာစဉ်မှာရဲဘော်စိန်ထွန်းရေးသားတဲ့တော်လန်ရေးဥတီချက်နဲ့အခြေခံယက်တီချက်ဆိုတဲ့စောင်းပါကို ဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။တော်လရေးဥတီချက်နဲ့အခြေခံရည်တည်ချက်မြန်မာနိုင်ငံ၏ယနေ့ရင်ဆိုင်ဖြတ်တန်းနေရသောတော်လရေးလက္ခဏာသည်ဒီမိုကရေစီတော်လရေးဖြစ်ပေသည်။တော်လရေး၏ဥတီချက်မှာစစ်အုပ်စုစစ်အစိုးရစစ်ဘျူရိုကရက်ရန်ရာတို့ကို အမြင့်ပြတ်ချိန်မုံပြီးလူမျိုးပေါင်းစုံပြည်သူတို့၏ဒီမိုကရေစီရေးတန်းတူရေးနှင့် ို့ကျမကိုဖန်တီးခွင့်ကိုပိုင်ပြထန်ခွင့်ရှိသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်ရေးပင်ဖြစ်ပါတယ်။အခြေခံယက်တီချက်များအဖြစ်၁စစ်အာဏာရှင်စနစ်ကိုဖျက်သိမ်းပြီးဒီမိုကရေစီကိုတည်ဆောက်ကြရမယ်။၂စစ်ပွဲများကိုရစဲပြီးငြိမ်းချမ်းရေးကိုတည်ဆောက်ကြရမယ်။၃မတူကွဲပြားခြင်းများကို အပြန်အလှန်လေးစားတန်ဖိုးထားပြီးသွေးစည်းချစ်ကြည်မှုကိုတည်ဆောက်ကြရမယ်။ စစ်အုပ်စုစစ်အစိုးရစစ်ဘျူရိုကရက်ရန်နီယာသည်စစ်အာဏာရှင်စနစ်၏အဓိကတောက်တိုင်များဖြစ်ပြီးတိုင်းပြည်ကိုနှစ်ပေါင်းများစွာလဝက်ကြီးအုပ်ဖိနှိပ်ချုပ်ချယ်ခဲ့ကြသည်မှာယနေ့တိုင်ဖြစ်ပေသည်အာဏာငွေလက်နက်တို့ဖြင့်တိုင်းပြည်ကိုချုပ်ကင်ပြီးလူမျိုးပေါင်းစုံပြည်သူတို့၏ဒီမိုကရေစီရေးလူအခွင့်အရေးတို့ကို ရိုက်ချိုးဖျက်ဆီးကစစ်အုပ်စု လူတစု၏ထိတ်သည့်ဗိုလ်ချုပ်ကြီးများ ကောင်းစားရေးတည်မြဲရေးကိုသာလုပ်ခဲ့ကြပေသည် လူမျိုးပေါင်းစုံပြည်သူအပေါင်းတို့၏ဒီမိုကရေစီရေးတိုက်ပွဲက အသက်သွေးချွေးတို့ပေးဆက်ကယနေ့တိုင်းရုန်းကန်တိုက်ပွဲဝင်နေရဆဲဖြစ်ပါရဲ့မြန်မာနိုင်ငံရှိ လူမျိုးပေါင်းစုံ လူမှုလူဒန်းစားပေါင်းစုံပြည်သူလူမှုကြီးသည်1948လွတ်လပ်ရေးမတိုင်မီနေကျဲခေတ်ဖက်စစ်ခေတ်တို့မှာ ယနေ့တိုင်စစ်ဤတံကိုခံစားနေရဆဲဖြစ်တယ်။နှစ်ပေါင်း80ကျော်ပြည်တွင်းစစ်တံကိုယနေ့တိုင်အလူအလဲခံစားနေရပြီး တိုင်းပြည်နှင့်ပြည်သူလူထုဘဝများသည်စင်းရဲငမုံမှုအောက်ကြနောက်ကြမဖွင့်ဖြိုးမတိုးတက်နိုင်ပဲအနာဂတ်များမဲ့နေဆဲဖြစ်သည်။စစ်ဆိုတာသွေးထွက်တဲ့နိုင်ငံရေးနိုင်ငံရေးဆိုတာသွေးမထွက်တဲ့စစ် ဆိုသည့်စကားလိုပင်နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနိလန့်အရာငြိမ်းချမ်းစွာမဖြေရှင်းခဲ့ရင်ဒီမိုကရေစီကိုရိုက်ချိုးဖျက်ဆီးခံရလျင်စစ်ပွဲများပေါ်ပေါက်လာရသည်မှာတမိုင်းဆိုင်ရာ လက်တွေ့အခြေအနေများပင်ဖြစ်သည်စစ်အုပ်စုအဆက်ဆက်သည်ငြိမ်းချမ်းရေးတွစ်ဆုံဆွေးနွေးရေးအပြစ်ခတ်ရစဲရေးဆိုသည့်များကို၎င်းတို့အာဏာဆက်လက်တည်မြဲရေးအတွက်အတူအယောင်ဟန်ပြလှည့်စား ချင်းချောက်အញ្ញံခံကိုင်းသည့်နီးများဖြင့်သာပေါ်ဆောင်ခဲ့ကြသည်နိုင်ငံရေးစကားဝိုင်းဆွေးနွေးမှုများကိုစည်ရေးအမြင်စည်ရေးအသာစီရယူမှုဖြင့်အပေါ်စီးကလှုပ်ဆောင်ခဲ့ကြပါသည်တိုင်းပြည်နှင့်ပြည်သူလူထုအကျိုးစီးပွားငြိမ်းချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့ကိုမကြည့်ဘဲလက်တစုပ်စာစစ်ဘိုလ်ချုပ်ကြီးများအကျိုးစီးပွားနှင့်အာဏာတည်မြဲရေးကိုသာကြည့်ခဲ့ကြသည်ပြည်သူနှင့်အနာဂတ်မျိုးဆက်လူငယ်များ၏ အလောင်းပုံပေါ်မှာပျော်ပါးရင်မူးနေသည့်စစ်ဘလူးများပင်ဖြစ်ပေသည်ထို့ကြောင့်ကျွန်ုပ်တို့လူမျိုးပေါင်းစုံပြည်သူသည်စစ်ပွဲများကိုရက်စဲပြီးငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မှသာဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ကိုတည်ဆောက်နိုင်မည်ဖြစ်ပါသည်ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ ဥမကွဲတိုက်မပြတ်စီလုံးညီညွတ်စွာ နေထိုင်ရေးအတွက်ဆိုရင်လူမျိုးများ၏ဘဝရည်တည်မှုအာမခံနိုင်ရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ရှိဖို့လိုအပ်တယ်။ယဉ်ကျေးမှုဒလိထုံးစံများမတူညီတဲ့လူမျိုးများအကြားတွင် အတူတကွရှင်တွဲနေထိုင်ရေးအတွက်အပြန်အလှန်လေးစားယုံကြည်မှုအတိအမတ်ပြုတံမိုးထားမှုမတူကွဲပြားမှုများကိုဒန်းတူရည်တူ ကိုယ့်ကျမကိုဖန်တီးခွင့်ရှိစွာဖြင့်သွေးစည်းချစ်ကြည်ယဉ်ကျေးညီညွတ်ကြဖို့လိုပါတယ်။ယနေ့ကမ္ဘာနိုင်ငံအသီးသီးရှိ ကဘာပြုမှုဖြစ်စဉ် globalization ပြိုကွဲမှုဖြစ်စဉ် democracy နဲ့လူအခွင့်အရေးအာဏာဖျက်သိမ်းရေးတိုက်ပွဲဖြစ်စဉ်များတွင်ကဘာအင်အားကြီးနိုင်ငံများရဲ့လွှမ်းမိုးမှုစော်ဖတ်မှုလက်ရှုမှုများကိုတွေ့ကြရမယ်ဖြစ်တယ်ကျွန်ုပ်တို့လိုဖွံ့ဖြိုးမှုနောက်ကျပြီးစင်းရဲခက်နောက်ကျတဲ့နိုင်ငံသည်နိုင်ငံကြီးများ၏အားပြိုင်မှုအောက်တွင်မြေစာပင်စစ်တလင်းအဖြစ် အတုံးချခံမဖြစ်ဖို့လိုပါတယ်။မိမိတို့တိုင်းပြည်တွင်းရှိ လူမျိုးပေါင်းစုံပြည်သူများနိုင်ငံရေးအင်အားစုများအားလုံးအမျိုးသားသွေးစည်းညီညွတ်မှုကိုတည်ဆောက်ထားနိုင်ရင်ပြင်ပမှတက်ရောက်မည်စိုးကြိုးများကိုကာကွယ်နိုင်မည်ဖြစ်ပါတယ်။ထို့ကြောင့်မတူကွဲပြားတဲ့လူမျိုးများအင်အားစုများသည် အပြန်အလှန်လေးစားယုံကြည်မှုဒန်းတူအတိအမတ်ပြုမှုတို့ဖြင့် ကွဲပြားမှုများကိုစန့်ကျင်ကာသွေးစည်းညီညွတ်မှုဖြင့်သာ အနာဂတ်တည်ထောင်စုကိုတည်ဆောက်နိုင်သလိုအခက်အခဲအန္တရာယ်များကိုကျော်လွှားနိုင်မည်ဖြစ်ပါれ။နေကုန်းရှုပ်တင်ပြရလျှင်ကျွန်ုပ်တို့တိုက်ပွဲဝင်အင်အားစုအတီးတီးသည်ယနေ့ကာလတော်လန်ရေး၏လက္ခဏာဥတီချက်နှင့် အခြေခံယက်တီချက်၃ချက်ကို အလေးအနက်ထားခံယူပြီးအင်အားစုများကြားအပြန်အလှန်ယုံကြည်မှုဖြင့်စူးစီးညီညွတ်မှုပူးပေါင်းဆောင်ရွက်မှုဖြင့်သာအောင်ပွဲကို အရယူနိုင်ပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ကိုတည်ဆောက်နိုင်မည်ဖြစ်ပါသည်စိန်ထွန်းไกควยโกดูดูด้วยและด้วยมาเจ้าแดนแม่เย็นไซมลาเราเชื่อ